ဤဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဇလံလေးရတော့စာရေးသူညွတ်မဦးရေးသားထားတဲ့ချူမင်းသားဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများခန်းစားနာဆင်ပေးကြပါအောင်ရှင် ခုကျွန်တော်တင်ပြမယ့်ဖြစ်ပျက်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်လောက်ကဖြစ်ပျက်တစ်ခုပဲအဲ့ဒီချိန်ကကျွန်တော်ရဲ့အသက်က6နှစ်ရွယ်ဖုန်တော့ကြီးကျောင်းနေစာရွယ်ကျွန်တော်နေတဲ့ဖုန်ကြီးကျောင်းမှာရွာ၃လေးရွာကကျောင်းတကျောင်းသာရှိလို့စီကားတယ်ကျောင်းကြီးကိုအုံနဲ့ဆောက်ထားပြီးကျောင်းနောက်ဘက်မှာတောင်ကုန်းရှိတယ်တောင်ကုန်းပေါ်မှာစီတီတဆူရှိတယ်ကျောင်းချက်နဲ့တောင်ကုန်းမှာတန်ငယ်ဝေးပြီး ဖះတရလန်တချောင်းမှာလဲဝေယုံတော်များပေါက်နေလို့တော့ဖြစ်နေတယ်။ဒီလိုတော့ဖြစ်နေတော့ကြောင့်ကြောင်သားနဲ့ကိုရင်တွေကတောင်ပေါ်ဖះမှာဥစ္စာဆောင်တွေရှိတယ်ဆိုပြီးတော့မသွားရဲဘူး။ဒါပေမဲ့လည်းတောင်ကုန်းပလက်မှာရွာတွေရှိလို့တစ်နှစ်တစ်ခါတော့ဖះပွဲဖြစ်တယ်။ပွဲတော်ကျင်းပချိန်မှာစီကားတယ်။ကျွန်တော်တို့နေတဲ့ကြောင်ကြီးမှာကြောင်ချန့်ကျဲဝင်လို့တီးပင်စာပင်တွေစိုက်ပျိုးထားလို့ နဲ့လက်ဘတ်တွေမှာတိရိပ်ဝါရိပ်တွေနဲ့မှောင်နေတယ်။ညဘက်ရောက်ရင် ကိုရင်တွေចောင်းသားတွေတရဲကြောက်လို့အိမ်သားကိုမသွားရဲဘူး။ဖုံးတော့ကြီးရလဲចောင်းသားငယ်တွေကိုကြောက်မှာညအိမ်လက်မခံဘူး။ចောင်းသားကြီးများကရေတွင်းနားမှာရှိတဲ့သပင်မှာတရဲမကြီးနေတယ်။ညဘက်မှာလမ်းလျှောက်နေတယ်လို့ပြောတယ်။ပြီးတော့ကြောင်းဝင်ဝါကပတောက်ပင်ကြီးပေါ်မှာဖုံးသူတော်ကြီးရှိတယ်ဆိုပြီးចောင်းသားတွေကိုឆောက်ထားတယ်။ ပြီးတော့ကြောင်သားတွေကြောက်ဆုံနေရကြောင်ဝင်းအပြင်ဘက်လမ်းဘေးမှာအယူအိုးစေတီတစုရှိတယ်စေတီဘေးမှာညောင်ဘင်းတစ်ပင်ရှိပြီးညောင်ခိုင်းမှာလည်းအယူအိုးများဆွဲထားတယ်အယူအိုးစေတီမှာဖုံးတော့ကြီးရဲ့ဖခင်မဲတော်အယူတွေကိုထပ်ပနာပြီးစေတီတက်ထားပြီးတော့အယူအိုးများမှာရွာမလူကြီးတွေရဲ့အယူများကိုအိုးနဲ့ထည့်ပြီးလှဆွဲထားခြင်းပဲဒီလိုလှောက်ထားသည်မှာ ချစ်ခစ်တော်ရတလေးပဲအယိုးအိုးများအပြင်ကြောင်းချက်စီယိုတွင်ဇရက်ကြီးတလုံးပေါ်မှာ တင်ထားတဲ့လူသေးများထဲ့သော အခေါင်းများနဲ့လူသေးများတင်သောကတင်များရှိတယ်အခေါင်းများနဲ့ကတင်များမှာရွာထဲမှာလူများသိရင်အသုံးပြုနိုင်ဖို့ကြောင်းမလာလှူထားတဲ့ပစ္စည်းတွေပဲအခေါင်းများကိုမြင်လို့နင်းလေပတ်မှာကြောင်းသားတွေဇရက်ပေါ့ကိုမတက်ရဲဘူးကြောင်းသားတွေမတက်ရဲကြတော့လဲ တော်အေးမေအမိရှိဒေါခိတာမကြီးဟာဇရက်ပေါ်မှာနေတယ်။ဒေါအေးမေဟာကိုတချမ်းလေးဖြတ်ထားပြီးစကားလည်းမပြောနိုင်ဘူး။ဒါပေမဲ့ကောင်းနေသောလက်တဖက်နဲ့ခြေထောက်ကိုအားကိုပြီးရွာထဲမှာဆန်လိုက်တောင်းပြီးတော့ဇရက်ပေါ်မှာအိုလေးနဲ့ချက်စားတယ်။တခါတရံကြောင်းကားပေါ်တဲ့ထမင်းတွေကိုလာတောင်းတယ်။ကျွန်တော်ရဲ့မိဘတွေပြောပြတာဒေါအေးမေကအရှင်ယာမြို့လေးမှာနေတဲ့တထေသမီး မိဖွားရမှာလိပြက်လို့ဒုက္ခိတာဖြစ်သွားတာလို့သိရတယ်။ဒေါ်အေးမေကိုចောင်းသားတွေကတရေမချောက်ဘူးလားလို့မေးရင်ဒေါ်အေးမေကလဟန့်ချီဟန်နဲ့မျက်လုံးကြီးပြူပြပြီးတရေခြောက်ကြောင်ကိုပြောပြတယ်။အဲ့ဒီချိန်ကចောင်းသားတွေကြောက်ဆုံးတရေမှာခြုံမင်းသားပဲ။ခြုံမင်းသားတကူလုံးခြုံတွေကိုဆွဲထားပြီးလမ်းသွားရင်ခွဲလို့လေးပတ်ထောက်ကြီးခြုံများလည်းတချွန်းချွန်းမြည်တယ်လို့ဆိုတယ်။ ချူမင်းသားဟာ ကပီယာဆေးဆရာကြီးဥနန္ဒာမွေးထားတဲ့တရေလို့တရားလုံးဝပြောတယ်။လားစင်လားခွေညာညနေချိန်မှာချူတန်တွေပေးပြီးဥနန္ဒာအိတ်ထဲပြင်းပေါက်ချင်မှလာရက်တယ်။ဥနန္ဒာငပြောသီးတွေကျွေးပြီးမာစရာရှိတာတွေကိုမှားတယ်။ချူမင်းသားစကားမပြောဘူးဥနန္ဒာစကားပြောပြီးတာနဲ့ချူမင်းသားဖះကုန်းဖို့ဘက်ကိုထွက်သွားတယ်။ဥနန္ဒာမှာ တောင်မှလာနေတဲ့ကပီယာဆေးစရိုက်တယောက်ဖြစ်တယ်။ဘယ်မျိုးဘက်ရွာမှာနေမှလည်းမသိဘူး။ကျောင်းမှာကပီယာလာလုံးနေဒီမှာကြာပြီ။ဥနန္ဒာကိုဆေးစရိုက်တယောက်ဖြစ်ရွာတွေကမကြာခဏလာလာပင့်တယ်။ကျောင်းတိုင်ဖုန်ကြီးဥနန္ဒာကိုဇရက်တက်ဆောင်ပေးထားပြီးတော့နေခွင့်ပြုထားတယ်။ကျောင်းမှာကိုရင်နဲ့ကျောင်းသားတွေနေမကောင်းဖြစ်ဖြားနာလို့ရှိရင်ဆေးကုခိုင်တယ်။ဥနန္ဒာမှာ ကျောင်းမလူတွေနဲ့ရောနှောမနေဘူးကြီးရွှေနမရှိကျောင်းသားကြီးတယောက်ကသာတပည့်ဖြစ်မွေထားပြီးတခါတရံသူစရက်ထဲမှာ ခေါ်ထားပြီးတော့ဆေးထောင်ခိုင်းနဲ့ဖို့ဆွဲခိုင်းနဲ့ကြီးရွှေပြောပြလို့ကျောင်းသားတွေကဦးနန္ဒာကျောင်းရဲ့ချူမင်းသားကျောင်းရဲ့ကိုသိတယ်။နောက်လူများမသိကြတဲ့ကျောင်းမှာဦးနန္ဒာညာဘက်လူရှိတဲ့ချိန်မှာမိအိမ်လေးကိုဆွဲပြီးတင်ချိုင်းထဲကို အမြဲတမ်းသွားတတ်တယ်။ တရက်မှာတော့ရွာထဲမှာမုတ်ဆူမတယောက်အင်ကိုသွားတော့ကိုရွာထဲရကင်းသမားတွေတွေ့ကြလို့ဖုံးတော်ကြီးကိုတင်ပို့တယ်။ဖုံးတော်ကြီးကဥဏ္ဏတာကိုခေါ်ယူမိတယ်။ဥဏ္ဏတာညညာရွာထဲမှာ၆လက်နေတယ်ဆိုတာအမှန်ပဲလား။ဥဏ္ဏတာတပည့်တော်၆လက်တာမဟုတ်ပါဘူး။ကိစ္စရှိလို့သွားတာပါ။ဖုံးကြီးကိုဘသူပြောလဲ။ ကင်းသမားတွေပြောတယ်။ဘာပဲဖြစ်ဖြစ်စီကံတဲ့နေ့တာအကောင်းဆုံးပဲ။ရှောက်သွားနေရင်ကြောက်နမယ်ဖြစ်တာပေါ့။စစင်ချင်းချင်းနေပါအောင်တကနန္ဒ။ဒီကင်းဖွဲတွေကကောင်းတာမဟုတ်ဘူး။တခိုးသမားတွေပဲ။သူတို့ပြောတာမရှုံးပါနဲ့။ဥနန္ဒသူများတွေចောင်းကိုမပြောနဲ့။ကိုစီကံနဲ့ကိုနေပါ။စီကံမလိုက်နိုင်ရင်ចောင်းမမနေတာအကောင်းဆုံးပဲ။ ဆရာတော်ကစိတ်ကန့်ချီဖို့ပြောတော့ဥနန္ဒာမကျင်နဲ့ဘူးဒီလောက်စည်းကမ်းတွေထားနေရင် တပည့်တော်မနေဘူးသွားမယ်ဆရာတော်ကျောင်းဆိုတာစိတ်ကန့်ရှိရမယ်မနေနိုင်ရင်သွားပါချွာတဲကပြောတာကိုဖုံးကြီးမခံနိုင်ဘူးဥနန္ဒာသဘောပဲဥနန္ဒာကျောင်းမမနေဘူးရွာထရာမုတ်ဆူမှာခြံတင်းမှာတဲကလေးနဲ့သွားနေတယ် မုတ်ဆူမကိုငွေအနှဲငယ်ပေးပြီးတော့ထမင်းဟင်းချက်ခိုင်းတယ်။ဥနန္တာကိုမုတ်ဆူမလက်ခံထားပြီးမဲ့မုတ်ဆူမရဲ့သမီးပြုတ်လေးရမကြိုက်ဘူးမလိုလားဘူး။ဥနန္တာမှာသူဆွဆောင်ထားတဲ့ပစံတွေကိုလွှဲအိတ်ကြီးတဲကိုထဲ့လွှဲလာတယ်။လွှဲအိတ်ကိုလည်းအမြဲတမ်းလွှဲပြီးရွာတွေမှာဆေးလိုက်ကူတယ်။ဆေးကုမသွားရတဲ့ချိန်တွေညနေသက်ကောင်လျှောက်သွားတယ်။ဒီလိုဥနန္တာလျှောက်သွားနေသည်ယူကင်းသမားတွေကမကြင်မလဲဖြစ်ပြီး ဥဏ္ဍာကိုတက်ပြီးတော့ပြည့်စည်ယူဖို့ကြံတယ်။ထွေချင်ရကျေးရွာကာကွယ်ရေးဖွဲ့များကိုပြူစောတိတပ်ဖွဲ့နှမဲနဲ့ဖွဲ့ပေးပြီးလက်နက်များကင်ဆောင်ခွင်းပြုထားလို့ပြူစောတိဖို့ဖြစ်တဲ့ငမောင်ကဥဏ္ဍာကိုပြက်ရှင်ပြီးတော့ပြည့်စည်များကိုယူဖို့တပည့်တွေနဲ့တိုင်ပင်ကြတယ်။မောင်မြဥဏ္ဏတာကြောင့်တိတလောက်ပြောပြပါအောင်မင်းကောင်မလေးကရောဘာပြောသေးလဲ။ ဦးနန္ဒာသူတို့သားမီးနှစ်ယောက်ကိုတခြားရွာကိုခေါ်သွားမလို့စီစဉ်နေတယ်လို့ပြောတဲ့ဆရာသူတို့တက်တက်ဆိတ်ထွက်သွားဖို့ကြံစီနေကြတယ်။လိုက်မသွားခိုင်းနဲ့လိုက်သွားချင်းမင်းကောင်မလေးကို သူ့ယူလိုက်မယ်။ဆရာမောင်ပြောတာဖြစ်နိုင်တယ်။ဦးနန္ဒာမင်းကောင်မလေးကိုယူရှင်တာဟိုတနေ့ရအဖွားမရှိတော့ဦးနန္ဒာကောင်မလေးကိုဆွဲကြိုးတွေထုတ်ပြတယ်လို့အိမ်ဘေးကမမြတ်တရားပြောတယ် အဲ့ဒါခြွေပြပြီးတော့ဆွဲတာလူယုံမကြီးတိလာအဲ့ဒီကြောင့်တော့ကျွန်တော်မသိဘူးကမလီကမပြောပြဘူးစေတနာတွေကြီးထွားလာမှဆိုလိုနေတူပါရဲ့ဒါလည်းဟုတ်ချင်ဟုတ်မှာပေါ့အဲ့ဒါတွေကိုငါမသိရှင်ဘူးငါသိရှင်တာဥဏ္ဏတာမှအဆောက်တွေရှိလားထုတ်ပြီးတာပြီးတာအမှန်ပဲလားဆိုတာတွေသိရှင်တယ် ဆောက်ရှိတယ်ဆိုတာကျွန်တော်ရှုံတယ်။ဘာဖြစ်လို့ရှုံလဲဆိုတော့မြောက်ရွာ ကင်းသမားတွေတညဥဏ္ဏတာကိုဝိုင်းဖန်းကြစင်မှာခွေမဲကြီးတကောင်ကအတင်းဝင်ကြိုက်လို့ဥဏ္ဏတာလွတ်သွားတယ်လို့ပြောကြတယ်။ဖြစ်နိုင်တယ်။ဥဏ္ဏတာမှာချူမင်းသားဆိုတဲ့တရေကြီးမှွေထားတယ်လို့ကြီးရွှေကငေါ့ပြောဖူးတယ်။ဒီလူကြီးကအောက်တန်ကြားပညာတွေပါသုံးနေပြီ။ဒါဆိုရင်ကျွန်တော်တို့ဥဏ္ဏတာကို လူချင်းရှင်လို့မရနိုင်ဘူးတမျိုးကြံ့ပဲညာဘက်သူလမ်း၆လာတုံးတနက်နဲ့လှမ်းပြီးတော့ပြစ်သက်ရှင်ကောင်းမဲမင်းနေတာကိုမဖြေဘဲထွက်ပြေးလို့ပြစ်လိုက်တယ်ဆိုပြီးပြောလိုက်ရှင်ဘသူကသိတာမှတ်လို့မင်းပြောသလိုမလွယ်ဘူး तू ကတနက်တောင်ပြီးချင်ရင်ပြီးမှာ နောက်တနည်းကျန်ဦးနှံသာပညာတွေရအောက်လန်နေတွေဖြစ်မဲ့ ငမောင်နဲ့သူ့ရဲ့ဖွဲ့သားတွေဥဏ္ဏတောက်တက်ပြီးပစ္စည်းများကိုယူဖို့ကြံနေချိန်မှာဥဏ္ဏတားလည်းမောက်စုမသားမီကိုရွာကခေါထုတ်သွားဖို့ကြံစီနေပြီး သားမီနှစ်ယောက်ကမောက်စုမကလိုက်ရှင်နေသမီးကမလိုက်ပဲညှဉ်းဆန်းနေလို့ဥဏ္ဏတားနာရှတယ်။ငါနင်တို့သားမီကိုတနာလို့ကောင်းစားစေချင်လို့ခေါ်တာဒီရွာမှာနင်တို့မှာလဲမရှိရမရှိညှဉ်းနှံငယ်နေရတယ်မလား ဟိုရွာရောက်ရင်နင်တို့လယ်နဲ့ကျွဲနဲ့နှွားနဲ့ဝယ်ပေးမယ်။အိမ်လဲစောက်ပေးမယ်။ကောင်မလေးရမကျင်တော့သဘောလည်းမတူ။ဦးနာတာကြောင့်ကျမသိပါတယ်။အိမ်စောက်ပြီးရင် ကျမကိုယူမလို့မှလား။ဟဲ့သမီးကျေးဇူးရှင်ကိုဒီလိုမပြောရဘူးလေ။ဆရာသူတော်ကောင်းပါ။မေတို့ဆင်းရဲနေတာကိုမကြည့်ရလို့ ခေါ်တာပါကွယ်။ ဥနန္ဒာစိတ်မဆိုးဘူးပြုံးနေတယ်။ငါနေထင်တယ်လို့မဟုတ်ဘူး။ငါကျင်းစင်နေငါနေတာ နေလိုက်ရှင်မလိုက်ပါ။ကမလီရတော့ခက်ခါတီးတီးညှင်းဆန်နေ။အမေကသူ့ကိုရှုံပြီးလိုက်ချင်ရင်လိုက်သွား။ကျမကတော့မရှုံဘူး။လိုက်လည်းမလိုက်ဘူး။ကျမကိုမြနဲ့နေခဲ့မယ်။အဖာကြီးကသမီးကိုဖျောက်ပြမရဘူး။ တစ်ဖက်ကဥနန္ဒာကိုပဲတောင်းမှတ်နေရတယ်။ခနာတိခံပြီးတော့စောက်ပါအောင်စရာ။တမီးယာတစ်ဖက်လူစကားတွေနားဝင်ပြီးတော့ထင်ရတွေလျှောက်ပြောနေတယ်။ကျမအေးစစ်စစ်ဆူဆုံးမပါမယ်စရာ။နေမှာတမီးတယောက်တည်းရှိလို့ခွဲမသွားနိုင်ဘူးဆိုတာငါသိတယ်။ဖြည်းဖြည်းချင်းဆုံးမပါငါစောက်ပါမယ်။အချိန်တွေကြံပါသေးတယ်။ဟုတ်ပါတယ်။ ကျွန်မမထားခဲ့နိုင်ဘူးရအောင်ခေါ်မယ်ဘလို့ဖြစ်ပြီးအလုံးမရှိအကင်မရှိပြူစောထီးကင်းသမားနဲ့တွေ့နေမှမသိပါဘူးဒီကောင်ကအယုံသွင်းနေတာရှင်ငမောင်တို့ဖွဲ့ဥနန္ဒာကိုနှိမ်နှင်းဖို့ခိုင်းဆရာကိုခြာရင်နောက်ဆုံးခိုင်းဆရာတယောက်နဲ့တွေ့တယ်ဆရာဥနန္ဒာရဲ့အောက်လယ်ပညာကိုနှိမ်နှင်းပေးမဲ့ပြောပြီးငမောင်ကိုလောက်ကင်ရှာမဲ့နီလမြားကိုပြပြပြီးလိုအပ်တဲ့ပစ္စည်းတွေကိုပေးလိုက်တယ် ဒီလိုနဲ့တပတ်ခန့်ကြာတော့ည၈နာရီလောက်မှာဥဏ္ဏတာနေသောအိမ်ချေကိုလှည့်တစီရောက်လာတယ်။အချိန်မတော်ကြီးရောက်လာပြီးလှည့်သမားကိုလည်းမသိလို့ဥဏ္ဏတာကအကျိုးကြောင့်မေးကြည့်တယ်။လှည့်သမားမယံကုန်းရတကြီးရဲ့သမီးမှွေကိုက်ခံရလို့တကြီးကဥဏ္ဏတာကိုခေါ်ခိုင်းချောင်းကိုပြောတယ်။မယံကုန်းရတကြီးမှာဥဏ္ဏတာနဲ့လည်းခင်မင်းနေသူဖြစ်လို့ လိုက်ရင်မလိုက်ရင်စဉ်းစားနေရတယ်ခတ်တယ်တရချင်းကြီးလိုက်ရမှာ မလွယ်ဘူးမနဲ့ဆော်ဆော်မှလာခဲ့မယ်လို့တကြီးကိုပြောလိုက်ပါငါလာခဲ့မယ်မနဲ့မလာလို့မဖြစ်ဘူးလူနာမဲ့နေတယ်တကြီးကလည်းပအောင်ခေါ်ခဲ့ဖို့ပြောပြီးသူ့လှည့်ပြလိုက်တာတရချင်းကြီးလိုက်သွားပြီးတော့ငါဘလို့ပြန်လာရမှာလဲ အပြက်မပူပါနဲ့ကျွန်တော်လိုက်ပို့ပေးမယ်။ဒီနွားတွေကလည်းမြန်ပါတယ်။အသွားအပြန်နှစ်နိုင်ရှိမကြပါဘူးလိုက်ခဲ့ပါ။တခြားလူဆိုရင်တော့ငါမလိုက်ဘူး။မလိုက်မဖြစ်တော့လဲလိုက်ရမှာပေါ့။ဒါနဲ့အပြန်မင်းလိုက်ပို့ပေးနော်။လိုက်ပို့ပါမယ်ဆရာရဲ့။တကြီးကိစ္စကို ကျွန်တော်ကပြန်မပို့ပဲနဲ့နေရဲမလား။ငါလည်းတကြီးကိစ္စမို့လို့လိုက်တာပေါ့။ ဒါနဲ့မင်းတီကိုလာတော့လူနာကမလေးရဲ့ရှင်နေရဘလို့နေလဲစကားမပြောနိုင်တော့ဘူးမေ့နေတယ်ဝိုင်းကြီးနေသူတွေကလည်းအုံနေတာပဲဆရာခနာဆောက်ဆဲလွယ်အိပ်ရှူအောင်မဲဥဏ္ဏတာကပြကရာဆဲအိပ်ရှူတယ်ခနာကြတော့လှဲ့သမားဥဏ္ဏတာကိုတင်ပြီးထွက်လာတယ်အခုလောက်ခေါ်တယ်မရန်ကုန်ရွာမှာဥဏ္ဏတာနေတဲ့ရွာနဲ့6မိုင်လောက်ဝေးလို့ ရွာ၃ရွာကျော်မှရှိတယ်။လှယ်လံကြိုက်ခွက်များရှိသောအပြင်တောအုပ်တစ်ခုကိုပါကျော်ပြီးတင်းချိုင်းကိုဖျက်ရတယ်။လှဲသမားလှဲကိုပုံမှန်မောင်းနေတယ်။ဥနန္ဒာလှဲသမားနီးမှထိုင်ပြီးတော့လိုက်ပါလာတယ်။ဒီလိုနဲ့တင်းချိုင်းနာနီးလာတော့လှဲသမားလှဲကိုတုံးဆိုင်ပြီးမောင်းတယ်။တင်းချိုင်းထဲကိုရောက်တော့လှဲကိုထိုးရက်တယ်။ဥနန္ဒာလှဲရက်တဲ့အကြောင်းမင်းနေစင် တပိအအုပ်ကြမှာရှုပ်တည့်ရဲ့လူနှစ်ယောက်လဲဖို့ခုံတက်လာပြီးဥဏ္ဏတာဝိုင်းရှုပ်တယ်။ဥဏ္ဏတာရုံကအဟေတွန်းထိုးတယ်။လက်သမားပါဥဏ္ဏတာရဲ့ခြေထောက်နှစ်ဖက်ကိုချုပ်ကင်ထားပြီးဥဏ္ဏတာမှာမလှုပ်ရှားနိုင်တော့ဘူး။ဥဏ္ဏတာဆဲရည်တိုင်ထွားတယ်။မင်းတို့ကောက်တွေငါ့ကိုဘာလုပ်ဖို့လဲ။ထိုးစင်လဲဖို့မှာတယောက်ကဟေးငါပြောထားတဲ့နေရာလက်မျိုးကိုလှန်နဲ့ထိုး ထိုစဉ်မမက်ကောင်တကလှဲဖို့ခုန်တက်လာတယ်။ခြူတံတွေနဲ့အကောင်ကြီးလှဲဖို့ခုန်တက်လာပြီ။အမလေးပြာကြိုက်တယ်ကြိုက်တယ်။ငမြမေးလက်ထဲကဝချုံနဲ့ထိုးချထိုးချလိုက်။အကောင်ကြီးလှဲဖို့ကကြာသွားပြီးငမြလှန်နဲ့ထိုး။ထိုးအချိန်မှာဥနန္ဒချောက်ထားရကလွတ်သွားပြီးတော့လှဲဖို့ကစင်ပြေတယ်။ငမောင်ကပြေးလိုက်ပြီး ဝင်လုံးတော့ဥနန္ဒာကပြန်ပြီးတော့ဂင်ပေါက်တယ်ငမောင်မလုံနိုင်တော့ဘူးထွက်အချိန်မှာဥနန္ဒာနောက်မှာရောက်နေသောမောင်မြတ်တဆူဝါနဲ့ဖြစ်ထူတော့မှောက်ရကြသွားတယ်ထွက်အချိန်ကျမှဥနန္ဒာမန်ချော့ပြီးတော့တောက်မှန်စကားပြောတယ်မင်းတို့လို့ရှင်တာရှူပါအတောက်တော့ချမ်းသာပေးကြပါခမရအတောက်ကိုချမ်းသာပေးရင်တုတ်တုတ်ဒုက္ခရောက်သွားမှာပေါ့ မင်းတို့ချမ်းသာမပေးလဲငါ့ကိုတတ်လို့မရပါဘူးတတ်လို့ရတာပေါ့ငမြကြပါတယ်ကွာဟိုနှစ်ယောက်သားထုလိုက်မောင်မြဦးနန္ဒာရဲ့လက်မျိုးကိုထုတော့ဦးနန္ဒာတစ်ချက်သာအွန်နိုင်ပြီးစက်ကြိုကျသွားတယ်ဒီနောက်ဦးနန္ဒာလွယ်အိတ်ကိုယူပြီးဦးနန္ဒာရဲ့အလောင်းကိုတင်ချိုင်းမှာမြုပ်တယ်ဦးနန္ဒာလွယ်အိတ်ထဲကပစ္စည်းတွေကို လေးပုံပုံပြီး အကြံပေးသောဆရာကိုကတော်တယ်။ဒီနောက်မုတ်ဆူမသမီးလေးနဲ့မောင်မြကိုမင်္ဂလာဆောင်ပေးတယ်။မကောင်းသောအသက်ပြညာကိုအသုံးချခဲ့တဲ့လူမိုက်တွေရဲ့တွားရလန်ကတော့ပဒါနလန်ကိုသာမြတ်ရခြင်းပဲ။ဥတ္တဝရဈေးထဲမှာပြောနေကြတဲ့ဘိုးတော်ဖျောက်ဆီတယောက်တပင်ဘော်ကကြာသေးပြီတဲ့။တပင်ဘော်ကကြာသေးတာမဟုတ်ဘူး။ က်ကိုင်ဘွားတစင်နှိမ့်ပန့်ကိုခုန်ကူးလို့ဗျာဘလို့နှိမ့်ပန့်ကိုဘလို့ခုန်ကူးတာလဲဥတ္တောရာဖြစ်စကားကြောင့်ကျွန်တော်အံ့ဩတယ်ဘလို့လဲဆိုတော့နေလဲတည့်ရတာနဲ့နှိမ့်ပန့်ဆိုတာခန္ဓာနဲ့သွားလို့ရတာမဟုတ်ဘူးလေဘိုးတော်ဖျောက်စရာအသက်50လောက်ရှိမယ်အရင်ကတော့သက်တပင်ထဲမှာလူရှင်တော့ ဖြောက်စိတ်ဆိုတဲ့နာမည်ကလူရှင်တော်နာမည်ဥတ္တဝရပြောစကားအရဖြောက်စိတ်တို့ဇက်ဖွဲ့ကဒီအရက်မှာလာရောက်ကပြရင်ဒီအရက်သူမခင်စိတ်နဲ့အကြောင်းပါသွားတယ်မခင်စိတ်ရပွဲစေတဲ့မှာကွန်းရကအစချုပ်ချင်းတခြားလုံးအစုံရှောင်းချသူပဲမခင်စိတ်နဲ့အကြောင်းပါသွားတော့လဲလင်မယားနှစ်ယောက်စလုံးဇက်ဖွဲ့နဲ့လိုက်နေသေးတယ်နှစ်နှစ်ကျော်ဇက်ဖွဲ့နဲ့သူတို့လိုက်တယ်ပြီးတော့ မိုးဦးလဲရောက်လာတော့သူတို့စက်ကောင်ကွဲသွားတယ်။ထိုအချိန်မှာမခင်စိန်လဲသူဦးလေးမျက်နှာမြင်တန်ပြီးမှမခင်စိန်တို့သူတို့ပြန်လာကြတယ်။ထိုကလေးကစသပင်လောကကို ပြန်မရောက်ဖြစ်ဘူး။စသပင်လောကမှာတမန်လူလောကဘဝတဲ့ကိုရောက်လာပြန်တော့လဲရောင်လဲလဲနဲ့ချစ်ခက်စကားမှန်နေတယ်။ထိုစကားမှာချင်းလင်းပြန်တော့သူ ပလိတ်လူတို့ဇသပင်လောကမှာလာရှာသူတို့က ငပိရဲ့ဂျိုတော့မချက်တတ်ဘူးလို့ဆိုတယ်။အခုလည်းကိုဖျောက်စိတ်ဘာမှမလုပ်တတ်ဘူး။အသက်မွေးမှုကိုတော့ဘာမှမလုပ်တတ်ပါတော့လဲ။သားသမီးတွေကမမှန်ကြီးတိုးပွားလာတာအခုဆိုရင်ငါးယောက်တိတိရှိပြီးမခင်စိန်တယောက်သားသမီးဘူးစုခရုလေးတွေကို ပြုစုပြီးတော့ခြားသီးခွင်အလိုက်လှုပ်တွေကိုလိုက်လံလုပ်ရတယ်။ကောက်ဆိုင်ချင်းဆိုရင်လည်းအငှားလိုက် ကောက်ရိတ်ချင်းဆိုရင်လည်းအငှားရိတ် နှွေအခါဆိုရင်လဲဖျက်သည်စိတ်တို့ကြံတို့ကိုချက်ွက်ထဲမှာလှဲ့လှဲ့ရှောင်းနေဒီလိုနေဘူးစက်ခါမကြံရုံကတ်နေရလို့လူပုံပန်းကလူလုံးပြောက်နေပြီမခင်စိန်နိုင်လိုအင်းကြီးမြဝတ်ထားရင်ဖန်ပောင်းချောင်းတွင်မှငခုလေးထက်ထားသလိုပဲမခင်စိန်ရဲ့ခန္ဓာကိုယ်လေးကိုကြည့်မြင်ပြီးကိုဖြောက်စိတ်တယောက်စိတ်တွေပိန်နေရတယ်တစ်ဆက်ထဲမှာ အချစ်ရည်ကိုကြောက်ဆိုတဲ့တခြင်းကိုသတ္တမဟံခုနှစ်တန်ချီပြီးတော့ဟစ်သေးတယ်။သူနဲ့ညာလူသားမခင်စိန်တယောက်လောကပြပူတဲ့ပြစ်ခံရတဲ့ငပြေမလို့ဖြစ်နေရတယ်။နောက်တစ်ခါသူ့ကိုယ်သူကြည့်ပြန်တော့လေသူကအိမ်တောင်ဦးစီးဖြစ်တယ်။ဒီခေတ်ဒီအခါမှာအိမ်တောင်ဦးစီးဆိုပြီးခေါင်းရင်ခတ်မှာထိုင်နေလို့ပြီးမှမဟုတ်ဘူး။အိမ်တောင်တစ်ခုကိုဥထမ်းပဲ့ရွက်ပြီးထန်းဆောင်နိုင်မှသာတော်ကားကြမယ်။ ခုတော့သူကအကြော့သားထိုင်ပြီးမရလှုပ်ရှားထိုင်စားနေတော့ချက်ဖို့တော့ကောင်းနေသေးတယ်။မိသားစုပေါ်မှာမျက်နှာပူသေးတယ်။ဒါတော့မိသားစုအင်တောင်စုအတွက်အလုပ်တစ်ခုခုလုပ်ဖို့တော့ကောင်းနေပြီ။အင်္ဂလိပ်လာ3-4ရက်ကာလကိုရောက်တော့လင်မယားဖြစ်ဟန်တူတဲ့ယောက်ျားမိန်းမနှစ်ယောက်ကိုဖြောက်ဆဲရဲ့နေအိမ်ပေါ်ကိုရောက်လာတယ်။ထိုအချိန်မှာကိုဖြောက်ဆဲ ့အလွန်အမင်းစန္ဒပြင်းစွာလှုပ်လို့တဲ့စီပွားရေးကိစ္စနဲ့ခေါင်းခဲနေချင်းသူကငချောက်ချောင်းဝယ်ကိစ္စဖြစ်ဖို့သူ့မွေရဲရွာကိုသွားတယ်။ဒါပေမဲ့အဆင်မပြေဘူး။ဘာလို့လဲဆိုတော့အယံဝယ်မှာကိုဖြောက်စိတ်တို့ငငယ်တုန်းကလိုမဟုတ်ဘူး။တမျိုးတဖုံပြောင်းနေပြီ။တတော်ငငယ်ကဆိုရင်ငချောက်ငချမ်းမှမျက်မြင်တိုင်းရှောင်ရတယ်။တခါတရံမျိုးပေါ်ကို တက်ရှောင်ရတယ်။ နှကားသွားလျင်ပထမရောက်လာတဲ့သဘောဒီနေ့ခင်မာတော့မချောက်မပြောနဲ့ငါကိုတောင်မမြင်ရခင်မာအင်းရဲ့ပြင်ကိုပြလိုက်ရှုံနဲ့ချောင်းပြီးဝယ်ပြီးသားဖြစ်နေပြီကူတော့ငါအရှိရောက်ကိုပြပြီးရောင်းတယ်လို့ဆိုရမယ်ဒီတော့ကိုဖျောက်စိတ်ငချောက်ငချံတကောင်တမိမမရှာဘူးဒါနဲ့ပဲစုပ်ပြန့်ဆန်ပြုတ်ပေါ့လေ ထိုနှစ်ယောက်သူ့ရဲ့ခြေမှာကြက်ကြုတ်လေးထိုင်ပြီးမိမဖြစ်သူကစကားစားတယ်။ဘိုးတော်သမီးတို့ကိုမဆတော်မူပါဘိုးတော်။ကိုဖျောက်စိတ်တင်ပါကို ထိုးလိုက်တဲ့လူမျိုးမြောက်တက်သွားတယ်။ခေါ်လိုက်တာဘိုးတော်တဲ့လူမြတ်မှနေလား။နေရာဒေသမြန်လွဲမှနေလား။မင်းတို့ကလူမှနေပြီထင်တယ်။ဘယ်ရဘိုးတော်လဲ။ မမပူးတင်ပြပြတဲ့ပုတ်ကိုဆုတာရှုံလောက်ပါပေးတယ်။ဘယ်ကမမပူးတင်လဲ။ထင်ပေါ်တဲ့သူတွေကတမန်လူကိုမသိတဲ့လို့ဘိုးတော်ကမမပူးတင်ကိုဖယ်သိမှလဲ။ဟိုနေရာလှေစိတ်ကပြက်မှဘိုးတော်ပုတ်ကိုတွေ့တယ်တဲ့။ပါးစပ်ကလည်းတွတ်တွတ်နဲ့စကားတွေပြောသွားတာနဲ့သူလည်းအတိတ်နမိတ်ကောက်ပြီးတော့អော်လိုက်တာ။နှစ်ထောင်ဘိုးကွတ်တီပဲတဲ့။ ဲ့ဒါကြုံနေပါဆိုင်လဲအဲ့ဒါခုတမီတော်ချီမှထိုင်နေတာဟိုတနေ့ရမမပူးတင်တွေ့လိုက်တဲ့ဘိုးတော်လေးပုတ်တော်ဘဲနဲ့သူ့ကိုတကူရှင်တိတ်ထရှင်လို့လာထင်နေတာလဲကိုကိုကိုလည်းကိုပြန်သုံးသက်ကြည့်တယ်တုတ်တင်ခြင်းလည်းမရှိဖိလိန်ခြင်းလည်းမရှိတဲ့သပင်အမွှေးမြင့်တွေကမျက်နာလည်းအစီပြန်နေတယ် တောထွင်ထားခြင်းမရှိသောပတိုင်မွေနှခမ်းမွေတွေကတောထနေတယ်။ဘိုးတော်ဆိုတာမနောတိတ်တိများကိုပိုင်ဆိုင်သူများဘယ်တော့ခါမှပပလွလွမနေဘူး။ရုပ်ခန္ဓာရဲ့ဖောက်ပြန်ပြည့်ရင်တတဲ့သဘောတိုင်းဖြစ်သလိုနေဖြစ်သလိုစားဆိုတဲ့တာပေါ်အချင်းချင်းစင်တိုင်းနေတယ်။ဒါကြောင့်လူကြီးသူမတွေကပြောတာပေါ့ယဟန္တာတို့ဘိုးတော်တို့ဆိုတာ ိုယ့်အရှိမထိုင်နေရင်တောင်မသိဘူးတဲ့ဒါနဲ့အဲ့ဒီမပူးတင်ကဘာကိုအတိတ်ကောက်တာလဲ။အိုးဘိုးတော်ကတူတူနဲ့ပြောလာတာလေ။ဗါတဲ့ငချောက်ငချံရောင်းဝယ်သွားတသက်စာမကုန်ဆိုတာလေ။အဲ့ဒါကိုအတိတ်ကောက်လိုက်တာ2000ဖိုးတောင်ရတယ်တဲ့။ဟာအဲ့ဒါငါရောင်းဝယ်သွားတာမို့လို့အမှတ်တမဲစဉ်းစားရင်းနဲ့ရေရွမိတာ။ ိုးဘာပဲဖြစ်ဖြစ်ဘိုးတော်စကားတခွန်းဟာချွေစင်တဆွန်းဖြစ်နေပြီပဲဘိုးတော်ဖြောက်ဆိတ်ပေးတဲ့အတိတ်ကနန်းကမှန်တယ်ကွတိပဲဆိုပြီးထောပနာပြူတယ်ကိုဖြောက်ဆိတ်ရဲ့စိတ်အာရုံမှာနေရာတစ်ခုတည်းစီကူသားမျက်မှောက်ပြူနေတယ်ထိုနေရာသူ့ရဲ့ပြည်သက်စီကူပဲပြိတ္တများလည်းကိုဖြောက်ဆိတ်ကအာကိုအာထာပြူတယ်သူတို့အာကိုအာထာပြူတာနဲ့အညီ ုဖျောက်စိတ်ကလည်းကြီးလေမြင်လေကြားလေတိုင်းကိန်ကနန်လေးတွေကိုပဲမြင်နေကြားနေတယ်။အဲ့ဒီစိတ်အစွဲနဲ့ကုဖျောက်စိတ်စားလို့အိတ်လို့မပြောတော့ဘူး။အချိန်တိုင်းမှာကိန်ကနန်လေးတွေကိုပဲမြင်နေတယ်။အဲ့ဒီပြည့်အစပြတ်ဖတ်များလာတော့လူကလည်းပိန်ချုံလာတယ်။နောက်ကုဖျောက်စိတ်ထွက်ရပပုတ်ကုဆိုတာမျိုးကိုကြားဖူးတယ်။အချင်းထွက်အသေးထွက်ဆိုတာတွေကိုကြားဖူးတယ်။သူတို့က သမထတကူကြောင့်ထွက်ရပေါက်သွားကြတယ်။သူလဲသမထနီကျင်းစင်ကိုကျင့်တယ်။ထွက်ရပေါက်ပုဂ္ဂိုလ်များထင်မှချစ်သိကြီးကိုသူတတော်လေးသဘောကျတယ်။အံဖွဲထူချတဲ့ပုဂ္ဂိုလ်ကြီးထူတဲ့ကြောင်ကတကူရမှသူတကာထက်သာတယ်။တာပုံကထူပုဂ္ဂိုလ်ချစ်တလန်းလန်းယုံနဲ့ကဘာဆုံးတိုင်လျှောက်တယ်။ဒီတော့သူစဉ်းစားတယ်သူသာဒီချီလန်းမျိုးနဲ့သာနှိပ်ပန့်ကို၆လမ်းပါက လွတ်လင်းတကူရှောင်းမယ်ဒီလိုပုဂ္ဂိုလ်အကြောင်းကိုတရားတော်ကိုဖျောက်စိတ်နိဗ္ဗာန်ဟာအလွန်ငြိမ်းအေးသောနေရာထိုနေရာကိုရောက်ပါကစာဝတ်နေမှုဆိုတဲ့ဒုက္ခတွေငြိမ်းအေးပြီးဒါကြောင့်မို့မြ мян ထထတွတ်တွတ်လေးရောက်ချင်တယ်ဒါကြောင့်လဲမိကတိုင်းရှိကတိုင်းနေကတိုင်းပထဝီကတိုင်းတွေကိုနေမအိမ်ညမအိမ်ပဲနဲ့ကျင်တယ်အာဟာရမိွယ်ဖို့တောင်သတိမရဘူး ူရုပ်ပြောင်းနေပြီခုတော့ကိုဖြောက်စိတ်တယောက်တပင်ထမပြုတ်ကြပြီးတည်ဆုံသွားပြီတာဟုပဲဥတ္တဝရကတပင်ဘော်ကပြုတ်ကြခြင်းမဟုတ်တက်ကင်ဖြားမတစင်နိဗ္ဗန်သူ ခုံကူးခြင်းဖြစ်ကြောင်းအလန့်ကျဲ့ပြီးတော့အလဲလဲပြုတ်ကြရခြင်းပဲပြီးတော့ဥတ္တဝရဥဖြောက်စိတ်တည်ဆုံကြပုံကိုစီကာပကုံပြောကြရင်မှတ်ချက်ပြုပါလေတော့တယ် 哦ဖြောက်စိတ်ဖြောက်စိတ်လောကကိုဘာတက်ပညာမှမပါပဲသတ္တပိလောကမှာရှောက်လာတော့ရှောက်ချက်ချာနေပေါ့တရားတဲ့မသိနာမလဲသူနဲ့လောဘသားတွေကဟိုမိုးတီပင်နဲ့မြတ်ထိုးပင်ကိုလှုပ်တာနဲ့ဘိုးတော်ယူဘွားကိုရောက်တယ်ဒီတင်မရချတည်ဘူးမအပ်မရသမထစကားနဲ့ရိုက်သွင်းပြန်တော့မီးလောင်ရာလေပင်ပေါ့ ပြီးတော့တခါထွက်ရပပုဂ္ဂိုလ်ယောဟိတတရသိကြီးကိုအားကြပြီးနေပုံခုန်ကူတော့ခွေကြကြတာပေါ့မတန်မရာกว่าတဲ့နာဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင် ်ချူမင်းသားဆိုတဲ့ဇလန်လျာတော်ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်ဇလန်သလေးတွေကိုလည်းမစ်ဆွေများဆက်လက်ဆောင်မြောက်အပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။